မြင်ငယ်ရလန်တရေဖြစ်ခဲ့တဲ့အဆိုရလှမ်းမှုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဇမန် H Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အဆိုရလှမ်းမှုကတော့အောင်မြင်မှုများစွာရရှိခဲ့ပြီးအားလုံးကချစ်ခင်လေးစားကြတဲ့နာမည်ကြီးအဆိုရတရားဖြစ်ခဲ့ပါရယ်ဒါပေမဲ့လှမ်းမှုငယ်စဉ်ကဘဝအကြောင်းကိုတော့လူတွေသိပြီးတော့မသိကြပါဘူးလမ္မကို1954ခုနှစ်မှာရန်ကုန်မြို့အလုံးမြို့နယ်ကွင်းချောင်းလမ်းမှာမှွေးဖခဲ့ပါရယ်။လမ္မရဲ့ငယ်နာမည်ကတော့ဆွဆုဖြစ်ပါရယ်။ ဖခင်ဖြစ်သူကတော့ပွဲစားအလုပ်လုပ်ကိုင်းပါရီမိဘတွေကတာဂီတာကိုပြန်ရွှေ့ခဲ့ကြလို့ဆွတ်ဆွတ်နဲ့တာဂီတာမျိုးနဲ့အထက်ကတုံးမှကြောင်းတက်ခဲ့ရပါရီကြပြီမဲ့၆တန်းကျောင်းသားပွားမှာပဲကျောင်းထုတ်ခံခဲ့ရတာပါ အကြောင်းရင်းကတော့နာမည်ဆွဆွဆိုတဲ့အတိုင်းကျောင်းမှာလည်းစာသင်ချမလုပ်ပဲအရန်ဆိုလိုပါပဲစာသင်ချိန်မှာတခြင်းတွေရည်နေလို့ကျောင်းထုတ်ခံခဲ့ရတာပါ ကြောင်းထုတ်ခံခဲ့ရတဲ့အခြေအနေစပြီးတော့ရက်ွက်ထဲကဂျလီဘီတွေနဲ့ပေါင်းပြီးညညဆိုရင်အပြိုလေးတွေရဲ့အင်ရှင်မှာဂစ်တာတထောင်ထောင်တီးပြီးတချင်းဆိုရယ်အဖွဲလိုက်ရန်ဖြစ်တယ်။အဲ့လိုမျိုးလောက်ရတွေ့ကြရက်ွက်ထဲမှာတော့စိုးသွမ်းတဲ့လန်သေးရဲ့လို့သတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ရင်းနှီးရဲ့သူတွေကတော့ဆူဆူဟာစနတနာတက်ပြီးတော့ကုညီချင်းနဲ့စိတ်ရှိရဲ့လို့သိကြပါတယ်။လူပြိုပအရွယ်မှာတော့ဂစ်တာသမားကိုပီတာနဲ့တွေ့ပြီးဂစ်တာကိုလေ့လာသင်ယူခဲ့ပါတယ်။ ကူပီတာရဲ့တွေ့ခုံမှုနဲ့ဆူဆူဟာနာမည်ကြီးတီဝိုင်းနေမှာဂီတာတီးရဲ့သူဖြစ်လာခဲ့တာပါ။စန်းညဦးချက်မောင်တီဝိုင်းတကင်တီဝိုင်းတို့မှာခေါင်းဆောင်ဂီတာသမားဖြစ်ခဲ့ပါသေးတယ်။ငငယ်လေးတွေကဂီတာပူပါလာခဲ့တဲ့သူမျိုးသူလှုပ်ချင်တာကအစရောပဲမဲ့ပတ်စံမရှိလို့တချင်မစုံနိုင်ခဲ့ပါဘူး။1995ခုနှစ်မှာတော့ရန်ကုန်ကဩစတြေးလျတန်ရုံဝန်ထမ်းမက်ဘေဘီကစစစကိုငွေကြေးတသိန်းအရင်းနှီးထုတ်ပေးပြီးတော့တချင်းငွေထုတ်ပေးခဲ့ပါရယ် ဲ့ဒီချင်းတွေကရန်ကုန်သားလေးကျွန်တော်ပါစရေစီရီဖြစ်ပြီးနာမည်ကိုလည်းလွှမ်းမိုးလို့ပြောင်းလဲခဲ့ပါရယ်ပထမဆုံးစီရီနဲ့တွေဝဝွက်ွယ်အောင်မြင်ခဲ့ပြီးတော့အုတ်အော်တေးတန်သွင်းနဲ့စာချုပ်ချုပ်ပြီးဒီတချင်းတွေအများကြီးရေးဆက်တည်ဆူခဲ့ပါရယ်အခုချိန်ထိလူကြိုက်များတဲ့တချင်းတွေကတော့ပဲပြုတ်တင်မထားဆီယာမမူဇတ်တလီအခုတော့ပစက်ရာဇဝင်လေးဖြစ်ခဲ့ပြီးပြောတာပေါ့အမေရဲ့မအေးရဲ့ချစ်လိုပါကွယ်ဆိုရဲတချင်းတွေပါပဲ အစိုးရလမ်းမိုးရဲ့တခြင်းများစုဟာသူ့ဘဝမှာတွေ့ကြုံခံစားရတဲ့အကြောင်းတွေကိုရေးဆက်တည်ကုံထားတာဖြစ်ပါရယ်။ဆ ्याम မဆိုတဲ့တခြင်းကလည်းတကယ်ဖြစ်ခဲ့တဲ့သူ့ရဲ့ငယ်ဘဝအကြောင်းရေးဆက်ထားတာပါ။အစိုးရဆိုင်ဆိုင်မိုးရဲ့တရွာသားနဲ့ဘဝဘာတခြင်းကလည်းလွမ်းမိုးပဲရေးဆက်ပေးခဲ့တာပါ။1980ခုနှစ်မှာလွန်မိုးဟာတရုတ်စာမင်းသမီးမိုမိုမီအောင်နဲ့လက်ထပ်ခဲ့ပြီး1983ခုနှစ်မှာကွာရှင်းခဲ့ပါရယ်။အဲဒီအချိန်ကလွန်မိုးဟာတော်တော်လေးအောင်မြင်နေရမလို့ပျော်ရိုင်းကြိုက်တဲ့နေ့စီကိုင်းဖြစ်တယ်လို့သိရပါရယ်။ 1988ခုနှစ်မှာတော့လွမ်မိုးကဝင်းကြီးကျောက်ဦးမမခါရဲ့တမိဖြစ်သူနုနုခါနဲ့လက်ထပ်ခဲ့ပါသေးတယ်။လွမ်မိုးက2000ခုနှစ်ဇူလိုင်လ10ရက်နေ့မှာကားအစီရင်ဖြစ်ပြီးတော့ကွယ်လွန်သွားခဲ့ပါရယ်။နောက်ဆုံးအချိန်ထိတာသမီတွေနဲ့အတူရန်ကင်းမြို့နယ်ကပါရမီရပ်ကွက်မှာနေထိုင်သွားခဲ့တာပါ။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဆယ်လီရီရဲ့တည်င်းကြောင်ရာကတော့ဒီလောက်ပါပဲရှင်။ အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဆယ်လီတွေတည်င်းကြောင်းရတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတောင်းမှဖြစ်တဲ့ Dress Maria Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပြီးဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။နောက်ဆက်အပ်ပေးခဲ့ကြတဲ့ပရိသတ်ဦးတောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။